လုံးမဲမိလာပါရှင်ကျမရဲ့ဆင်းရဲ knowledge တွေကျူးချန်နေကနေပြန်လဲကျူးစုလိုက်ပါလေဒီနေ့မှာတော့ကျမများကိုပြင်ချင်တဲ့အကြောင်းအရာလေးကအမျိုးသမီးများရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့အဲအကြောင်းအရာတစ်ခုဖြစ်တဲ့ premenstrual syndrome လို့ခေါ်တဲ့ PMS လို့ခေါ်တဲ့လာစဉ်ရာသီသွေးမပေါ်ခင်ဖြစ်တတ်တဲ့ကျန်းမာရေးလက္ခဏာအကြောင်းကို မျှဝေပြခြင်းဖြစ်ပါတယ်ဒါကို မျိုးသမီးတွေဒါမှမကမျိုးသားတွေပါတည်တင်းတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ PMS ဖြစ်လာပြီဆိုရင်မျိုးသမီးတွေမှာအများစုကစိတ်ရောကိုယ်ပါပြောင်းလဲတဲ့တဲ့လက္ခဏာတွေရှိကြတဲ့အခါအိမ်နောင်ရှင်တွေမှာမလူလောက်ရတဲ့ပြဿနာတွေကြုံတွေ့ရတယ်လို့ပါ။ဒါကြောင့်တတိထနိုင်ပွဲအတွက်ညှပေးခြင်းဖြစ်ပါတယ်။ဒီနေရာမှာကျမရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လည်း like and subscribe လုပ်ပြီးတော့မှကျမရဲ့ video လေးကိုစုံထိကြည့်ပြကြဖို့အကြံပြုတောင်းဆိုရပါတယ်ရှင်။ဒီလိုဆိုရင်ဆက်လိုက်ကြအောင်ပါ။ PMS ဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေကတော့ estrogen နဲ့ progesterone hormone ပြောင်းလဲတွေကြောင့်ဖြစ်ပါတယ်။ serotonin လို့ခေါ်တဲ့ hormone ပြောင်းလဲကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါအပြင်ယာတိမလာခင်အေးမွားတာမျိုးတွေစိတ်ဖိစီးမှုများတာတွေအပြင်အစာတောက်တွေဖြစ်တဲ့အဲ coffee တို့နောက်တစ်ခုကတော့ချိုစိမ့်စီတွေရင်းစားတာမျိုးတွေကြောင့်လည်းဖြစ်တတ်ပါတယ်။ PMS ကဘလို့ချင်းဒီမှာပုံပြီးဖြစ်တတ်လဲဆိုလို့ရှိရင်ယာတိမလာခင်တပည့်ဆယ်ရဲ့လူမောင်ဖြစ်များပါတယ်။ဒါပေမဲ့လို့သူကယာတိလာပြီးတဲ့အချိန်မှာပျောက်သွားတတ်တာများပါတယ်။ PMS ရဲ့အဓိကလက္ခဏာကတော့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဆိုပြီးတော့လက္ခဏာနှမျိုးရှိပါတယ်။ PMS ရဲ့ရုပ်ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကတော့အယူစတီနာကျင်လာမယ်၊ကြက်သားတွေနာကျင်လာမယ်၊ရင်သားတွေတင်းလာတာနာလာတာမျိုးတွေရှိမယ်။ဒါ့အပြင်ခေါင်းတချမ်းကိတ်တာမျိုးတွေလည်းရှိလာတတ်ပါတယ်။ဝမ်ပိုက်တွေအဲတင်းပြီးတော့မှမအီးမလဲဖြစ်တာမျိုးတွေလည်းရှိသလိုတချို့မျိုးသမီးတွေမှာဆိုရင်ဝမ်ချုပ်တာမျိုးတွေရှိမယ်။တချို့တွေမှာကျတော့ဝမ်သွားတတ်တာမျိုးတွေလည်းရှိတယ်။ ဒါအပြင် PMS ရဲ့လက္ခဏာတကူကတော့အဲရာသီမလာခင်မှာဆိုလို့ရှိရင် weight နည်းနည်းနည်းငယ်တက်လာတတ်တာမျိုးလည်းရှိတတ်ပါတယ်။ PMS ရဲ့စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေကတော့စိတ်ဖိစီးမှုတွေများလာမယ်၊စိတ်တို့စိတ်ဆက်လွယ်လာမယ်။တချို့တွေမှာဆိုရင်စိတ်အားငယ်တာမျိုးတွေရှိတယ်၊စိတ်ကြတာမျိုးတွေရှိတယ်။အလွယ်တကူစိတ်တိကိုက်လွယ်လာတာတွေရှိတဲ့အပြင်အဲအိမ်နောက်ရှင်မျိုးသမီးတွေမှာဆိုလို့ရှိရင်လည်းလိန်စိတ်တွေနည်းလာတာမျိုးတွေလည်းရှိတတ်ပါတယ်။ ဒါကြောင့် PMS ရဲ့လက္ခဏာတွေနည်းဖို့အတွက်ဆိုလို့ရှိရင်ရာသီမလာခင်ရဲ့တီမာဆိုလို့ရှိရင်အေးဝါအောင်အေးရတာမျိုးတွေရှိလို့ရမယ်။ဒါအပြင် exercise လုပ်တာမျိုးတွေနောက်တစ်ခုကတော့ရေမြများတောက်ရမယ်။အမြင့်တက်ပါပြီးတော့မှအာဟာရပြည့်ဝတဲ့အစားအစာစားတာမျိုးတွေပြုလို့ရမယ်အပြင်အချိုအစီစိတ်နေလျှော့စားရမယ်အပြင်ကဖိန်းတက်ကိုလည်းပဲရှုပ်ဖို့ရအတွက်လိုအပ်ပါတယ်။ အဲဒီနေ့မှာကျမမျှဝေပေးထားတဲ့အဲ PMS အကြောင်းကိုကျမတို့မျိုးသမီးတိုင်းအပြင်အိမ်နောက်ရှင်မျိုးသမီးတွေရောအိမ်နောက်ရှင်မျိုးသားတွေရောသိရှိမယ်ဆိုလို့ရှိရင်လူလတ်အပ်တဲ့အဲလူမှုရေးပြဿနာတွေနေသွားစီမှာဖြစ်ပါတယ်။ဒါအပြင် PMS ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကရာသီလာပြီးတဲ့အချိန်မှမှမပြောင်းခွင့်နဲ့ပိုပြီးတော့ပြင်းထန်နေမယ်ဆိုရင်တက်ဆိုင်ရာဆရာဝန်တွေ OG တွေနဲ့ပြပြီးတော့မှကုသဖို့ရလိုအပ်ပါတယ်။ ဒါကြောင့်ဒီနေ့မှာကျွန်မမျှော်ပေးတဲ့အကြောင်းအရာလေးကမိစေတို့အတွက်အကျိုးတစ်စုံတစ်ရာရရှိမယ်လို့လည်းယုံကြည်ပါတယ်။ဒီကျွန်မရဲ့ဗီဒီယိုလေးတွေကိုဆက်လက်ကြည့်ရှုဖို့ရအတွက်ကကျွန်မရဲ့ channel ကို like and subscribe လုပ်ပြီးတော့မှအဲအားပေးကြဖို့လည်းကြံပြုတောင်းဆိုလိုက်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။